်မင်္ဂလာပါရှင်ဒီနေ့တော့ statistical quality control နဲ့ပဲမှာ pioneer တယောက်လည်းဖြစ် guru တယောက်လည်းဖြစ်တဲ့ water in shuha နဲ့မိတ်ဆက်ပေးကြပါတယ် shuha ဟာ engineer တယောက်ဖြစ်ပြီးတော့ shuba ပြည်ပညာရှင်တယောက်လည်းဖြစ်ပါတယ်သူရဲ့လောက်ကတော့ခမိအည်သွေးစီမံခန့်ခွဲမှု quality management အတွက်ထေကံအုပ်ညချခဲ့ပြီးတော့စက်မှုလုပ်ငန်းစဉ်များအတွက် CAA နည်းလမ်းများ ပုံဖော်ရမှာအရေးပါတဲ့ခန်းကဏ္ဍမှာပါဝင်ခဲ့ပါတယ် ရှူဟာဟာ2020ခုနှစ်များအစောပိုင်းမှာ statistical control check ကိုပေါ်ဆောင်ခြင်းဖြင့်ကွန်ပျူခံခဲ့ရပါတယ်။ဒီစီးရင်စရာတွေဟာစက်မှုလုပ်ငန်းစဉ်များမှာ variation လို့ခေါ်တဲ့ကွဲလွဲမှုများကိုစောင့်ကြည့်ခြင်းနဲ့ခိမ့်ချုပ်ခြင်းအတွက် visual method တစ်ခုဖြစ်ပါတယ်။သူရဲ့ check up မှုမှာစနစ်မှာပါလာတဲ့ဖြစ်နေကြအကြောင်းတရားကွဲလွဲမှု common cause variation နဲ့ပြပအကြောင်းတရားများကြောင့်ဖြစ်ပေါ်လာတဲ့ special cause variation များအကြာဌာနချက်များကို လေးပြဖို့ပြခဲ့ပြီးတော့ process တွေကိုနားလည်ရတဲ့ဒုတက်မှုရှိစေရအတွက်အမြင့်ချပေးခဲ့ပါတယ်။ရှူဟာရဲ့ control chest တွေဟာခြေခံကြတဲ့အယူဆတစ်ခုဖြစ်လာပြီးတော့လုပ်ငန်းစဉ်တစ်ခုကပုံမှန်ကွဲလွဲမှုတွေလက်ပတ်နေတဲ့အခါမျိုးဒါမှမဟုတ်ပုံမှန်မဟုတ်တဲ့တောင်းလဲမှုများကိုတွေ့ကြုံရတဲ့အခြေမျိုးမှာလက်တွေလှုပ်ဆောင်နေသူတွေကိုဒီကွဲလွဲမှုတွေရဲ့အခြေအနေကိုဖော်ထုတ်နိုင်စေမှာဖြစ်ပါတယ်။ ကွန်ထရိုချာဟာရည်သွေးထိန်းချုပ်မှုအတွက်အခြေခံကိရိယာတစ်ခုဖြစ်လာပြီးတော့ပြဿနာများကိုစောစီးစွာသိရှိနိုင်စေရန်နဲ့ချိန်နဲ့တပြေးညီပြည့်ပြည့်ဆောင်ရွက်မှုများကိုလှုံ့ဆော်ချုပ်ဝေစေပါတယ်။ထောင်ကွန်20ခုနှစ်စောပိုင်းများမှာ ရှူဟာဟာ Bell Telephone Laboratory Mas အလုံးလုံးနေစဉ်အတွင်းမှာထုတ်လုပ်မှုလုပ်ငန်းစဉ်များမှာပသက်မဲ့အရည်သွေးကိုထိမ့်သိမ့်မှုအတွက်စိန်ခေါ်မှုများကိုရင်ဆိုင်နေရတဲ့အတွက်ကြောင့်သူရဲ့ထိန်းချုပ်မှုဇီယာနီးစနစ်နဲ့မိတ်ဆက်ခဲ့ပါတယ်။ တယ်လီဖုန်းစိတ်ပိုင်းများထုံးလုပ်မှုကိုစောင့်ကြည့်ရန်ခင်းကျုပ်စရာများကိုကောင်းထည့်ဖော်ခြင်းဖြင့် Bell Laboratories ဟာသူတို့ရဲ့ထုတ်ကုန်များရဲ့အရည်အသွေးကိုတည်တည်တသာပြတင်ပေးခဲ့ပါတယ်။ဒါဟာထုံးလုပ်မှုလုပ်ငန်းစဉ်အတွင်းမှာရှိတဲ့ကွဲပြားမှုများကိုပြင်းပြစွာဖော်ထုတ်ခင်ရှင်းနိုင်ပြီးတော့ချုပ်ရင်းချက်များကိုရှော့ချဆော့ချခြင်းဖြင့်သုံးဆွဲသူများရဲ့စိတ်ကျေနပ်မှုများကိုမြင့်တင်ပေးနိုင်ခဲ့ပါတယ်။ရှူဟာရဲ့ ကျောင်းသားတယောက်ဖြစ်ခဲ့တဲ့ W Edwards Damon ဟာနောက်ပိုင်းမှာရှူဟာရဲ့ CIA နီးလမ်းများကိုသူ့ရဲ့နာမည်ကြီး Damon Sagan PDCA မှာစစ်စပ်မပြတ်တိုးတက်မှုနဲ့ရည်သွေးထိန်ချုပ်မှုရဲ့အရေးပါမှုကိုအလေးပေးဖော်ပြခဲ့ပါတယ်ရှူဟာရဲ့ CIA နီလမ်းများဟာအမေရိကန်ပြောင်စုရင်သာမကဂျပန်နိုင်ငံတွေမှာပါဒုတိယကမ္ဘာစစ်နောက်ပိုင်းစီးပွားရေးပြန်လည်ဥမော့လာမှုပေါ်မှာလေးနက်တဲ့အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။သူတည်တွင်ခဲ့တဲ့ ်ဦးမြားဟာ Damon ကဲ့သို့အတ ିକ ပုဂ္ဂိုလ်များကိုလွှမ်းမိုးခဲ့ပြီးတော့ Total Quality Management TQM ရဲ့အခြေခံအုပ်ချုပ်ကိုပံ့ပိုးပေးခဲ့ပါတယ်။ Water A Shuha ရဲ့ပြောင်ပြောင်တဲ့အလုပ်ဟာစက်ပုလုပ်ငန်းများရဲ့အရေးသွေးထိန်ချုပ်မှုချိကပုံအားတော်လှန်ခဲ့ပြီးတော့အရေးသွေးထိန်ချုပ်မှုနယ်ပယ်အတွက်အခြေခံဖြစ်တဲ့စီအင်းဆိုင်ရာနီလများကိုမိတ်ဆက်ပေးခဲ့ပါတယ်။ထိန်ချုပ်စရာများကိုကြဲကြဲပြက်ပြက်လက်ခံကျင့်သုံးခြင်းဖြင့် ကင်းကနန်းဆိုင်ရာတွေးခေါ်မှုများ statistical thinking ကိုရည်သွေးစီမံခန့်ခွဲမှုအလေးအကျများဖြင့်ပေါင်းစည်းခြင်းဆိုရက်သူရဲ့တွေးခေါ်ဟာမျက်မှောက်ကဘာမှာတွင်းနေချက်ချက်အသုံးဝင်လျက်ရှိနေပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။